မိတ်ဆွေတို့တခါတလေမှမုတ်ဆိုင်ကမုတ်နေရေးတွတ်တာဈေးထဲမှာပစ္စည်းတွေရေးတွတ်တာထက်တင်းချပညာဟာဘာကြောင့်ပိုရေးပါတလဲဆိုတာတွေးမိဘူးလားဒီမေခွန်းရဲ့အဖြေကိုပေါ်လော့ခတ်ဆိုတဲ့ပညာရှင်က Arithmetic ဆိုတဲ့စာအုပ်ထဲမှာရှင်းပြထားပါတယ်ပေါ်လော့ခတ်ဆိုတဲ့စာရေးဆရာကတင်းချပညာရက်ကိုပုံသေးနည်းတွေနဲ့စီမင်းစည်းကမ်းတွေဖြစ်မဟုတ်ပဲပျော်ရွှင်စရာကောင်းတဲ့လက်မှုပညာတစ်ခုအနေနဲ့တင်ပြထားပါတယ်ဒီစာအုပ်ထဲမှာတင်ချဆိုတာကဏ္ဍချက်လက်တွေကိုကျွန်းကျွန်းကျင်ကျင်စီစဉ်ပြီး နားလည်လွယ်အောင်နှိုင်းရှင်လွယ်အောင်လှုပ်ဆောင်တဲ့အမှုပညာလို့ဆိုပါတယ်။ရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်ခြင်းကအဖြစ်တစ်ခုရဖို့တင်မဟုတ်ပဲသတ်မှတ်ထားတဲ့ရည်ရွယ်ချက်တစ်ခုအတွက်အသုံးဝင်မဲ့ကဏ္ဍတွေကိုစီစဉ်ခြင်းလည်းဖြစ်ပါတယ်။ကျွမ်းကျင်မှုဆိုတာမွေးရပါအရေးချင်းကြောင့်မဟုတ်ပဲလေ့ကျင့်မှုနဲ့ပျော်ရွှင်မှုကနေရရှိလာတာပါ။မိတ်ဆွေတို့ရဲ့အရင်မတကူကျွမ်းကျင်စွာမလှုပ်ဆောင်နိုင်ခြင်းဟာဉာဏ်ရည်မကောင်းလို့မဟုတ်ပါဘူး။ရည်တွက်ခြင်းရဲ့အဓိကရည်ရွယ်ချက်ကနှိုင်းရှင်မှုပါ။တိကျလို့ရည်တွက်တာမျိုးလည်းရှိပေမဲ့ အဓိကကတော့အရေးအတွက်တွေကိုနှိုင်းရှင်ဖို့လိုတဲ့အတွက်ရေးတွက်ကြတာပါကျွန်တော်တို့မှာလုံလောက်တဲ့ပစ္စည်းတွေရှိလားတစ်ခုနဲ့တစ်ခုဘယ်ဟာပိုကြီးလဲဒါမှမဟုတ်ပျောက်နေတာတွေရှိလားဆိုတာသိချင်ကြပါတယ်ဒဏ္ဍန်းတွေကိုကိုစားပြုတဲ့စနစ်တွေဟာကရိယာတွေသာဖြစ်ပြီးဒဏ္ဍန်းတွေကိုယ်တိုင်မဟုတ်ပါဘူးဥပမာအကြောင်းဆိုတဲ့စကားလုံးဟာအမွေးထူတဲ့တိရစ္ဆာန်မဟုတ်သလိုသုံးဆိုတဲ့တင်ဂေတာဟာလည်းသုံးခုဆိုတဲ့အရေးအတွက်မဟုတ်ပါဘူးကိန်းကနန်တစ်ခုကိုကိုစားပြုတဲ့စနစ်တွေကအရေးအတွက်အများကြီးကိုတည်ယူပို့ဆောင်နိုင်အောင် ဆက်သွယ်နိုင်အောင်ကူညီပေးပါတယ်။တမိုင်းမှာကနန်းတွေကိုကိုစားပြုတဲ့စနစ်တွေအများကြီးရှိခဲ့ပါတယ်။တုတ်ချောင်းတွေနဲ့ရေတွက်တဲ့စနစ်အီဂျစ်တင်ဂီတာတွေရောမကနန်းတွေတရုတ်နဲ့ဂျပန်စာလုံးတွေဟိန္ဒူအာရဗီကနန်းတွေစသဖြင့်အမျိုးမျိုးပွဲပြပါတယ်။ဒီစနစ်တစ်ခုစီမှာအတားချက်နဲ့အားနည်းချက်တွေရှိကြပါတယ်။ကျွန်တော်တို့ရဲ့အုပ်စုဖွဲ့တဲ့အရွယ်စားရွေးချယ်မှုကယဉ်ကျေးမှုဒလိထုံးစံအရရွေးချယ်ထားတာဖြစ်ပါတယ်။လက်ချောင်းအရေအတွက်ကြောင့်တစ်ဆယ်ကိုအခြေခံထားတာများပေမဲ့တခြားငါ 10နှစ်20 60စတဲ့ကဏန်းတွေကိုလည်းတုံးခဲ့ကြပါတယ်။ဥပမာ46ဆိုတဲ့စကလုံးဟာ10ရဲ့၄အုပ်စုနဲ့6ခုပူတော်ကိုဆိုလိုပါတယ်။နေရာတံမိုးစနစ်မှာကဏန်းတစ်ခုရဲ့တံမိုးဟာသူ့နေရာယူထားတဲ့နေရာပုံမူတည်ပါတယ်။ဥပမာရောမတင်းချာရဲ့တက်ပြူလာတာမှမဟုတ်ဂျပန်ရဲ့ဆိုလိုပန်လိုအဘကတ်စနစ်တွေမှာအမှတ်သားမပါတဲ့ကြောက်တုံးလေးတွေဟာသူတို့ရဲ့အထက်ဒါမှမဟုတ်တိုင်ပုံမှာမူတည်ပြီးတံမိုးရှိပါတယ်။ ီစနစ်ကကနန်းတွေကိုရေးတဲ့အခါမှာကိန်းကနန်းတစ်ခုချင်းစီရဲ့တံမိုးကိုနေရာလိုက်တတ်မှတ်ပေးတဲ့အတွက်ရေးသားတဲ့စနစ်ကိုယ်တိုင်ကတွတ်ချက်တဲ့ကိရိယာတစ်ခုဖြစ်လာပါတယ်။ကနန်းတွေကိုတွတ်တဲ့ကိရိယာတွေဟာရုပ်ဝတ္ထုပစ္စည်းတွေကနေတင်ဂေတာစနစ်တွေဖြစ်တဖြည်းဖြည်းပြောင်းလဲလာပါတယ်။ကြောက်တုံးပုံတွေကနေအချွေစိတွေ၊ Epicast တွေနောက်ဆုံးမှခဲတံနဲ့စက်ကူတွေကိုအသုံးပြုလာကြပါတယ်။လူတွေကထက်ခါထက်ခါလုပ်နေရတဲ့အလုပ်တွေကိုစက်တွေကလုပ်ပေးနိုင်အောင်ကြိုးစားလာကြပါတယ်။ ဟိန္ဒူအာရဗီစနစ်ရဲ့အသာချက်ကတင်ကြီးတက်နေရတမှုနဲ့ရွှေ့ပြောင်းနိုင်မှုပဲဖြစ်ပါတယ်။ကဏန်းတွေကိုကော်လန်တွေမှာထည့်ပြီးနေရာတန်ဖိုးသတ်မှတ်ပေးခြင်းအဖြစ်ရေးထားတဲ့ကဏန်းဟာတည်ဆောင်လို့ရတဲ့တွက်ချက်ဆက်တစ်ခုလိုဖြစ်လာပါတယ်။တုံညဟာတန်ဖိုးမရှိဘူးဆိုတဲ့တင်ကြီးတာဖြစ်ပြီးကျန်တဲ့ကဏန်းတွေကိုအတိတ်ပဲရှိစေဖို့တိစောက်ပေးပါတယ်။မြောက်ချင်းဆိုတာထက်ခါထက်ခါပေါင်းခြင်းဖြစ်ပြီးစားချင်းဆိုတာကတော့ပြောင်းပြန်လှုပ်ဆောင်ခြင်းဖြစ်ပါတယ်။နာအမြောက်ရှင်းနဲ့ ရှစ်အမြောက်ငါးဟာအတိတ်ပဲမတူပေမဲ့ရလာတဲ့အဖြေကအတူတူပါပဲမြောက်ချင်းနီးတွေကကနန်းတွေကိုပိုရိုးရှင်းတဲ့အပိုင်းတွေခွဲပြီးတွက်ချက်တဲ့နီလန်းကိုအသုံးပြုပါတယ်နှုတ်လက္ခဏာပါတဲ့ကနန်းတွေကနှုတ်ချင်းကိုအလွယ်တကူလှုပ်ဆောင်နိုင်စေပါတယ်ရိုးရိုးနှုတ်ချင်းမှာမရှိတာထက်ပိုပြီးနှုတ်လို့မရပါဘူးဒါကိုဖြည့်ရှင်းဖို့နှုတ်လက္ခဏာပါတဲ့ကနန်းတွေကိုထည့်သွင်းခြင်းအဖြစ်ဘယ်ကနန်းကိုမဆူဘယ်ကနန်းကနေမဆူနှုတ်လို့ရအောင်လှုပ်ဆောင်နိုင်ပါတယ်ကနန်းတစ်ခုဟာသူ့ရဲ့လှုပ်ဆောင်ချက်နဲ့တတ်မှတ်ပါတယ် ခေတ်သစ်တင်ချမှာကနန်းတွေကိုအရေးအတွက်အနေနဲ့တည်းမဟုတ်ပဲသူ့ရဲ့ဂုံတတိတွေနဲ့လုံဆောင်ချက်တွေအပေါ်မူတည်ပြီးတတ်မှတ်ပါတယ်။တုံညကိုဘာပေါင်းပေါင်းအပြောင်းလဲမရှိလို့တတ်မှတ်ပြီးတကူဘာမြောင်မြောင်အပြောင်းလဲမရှိလို့တတ်မှတ်ပါတယ်။ရေတွက်တဲ့အမှုပညာဟာရိုးရိုးရေတွက်တာထက်ပိုပြီးဒိမာပါနဲ့တဲ့နီလန်းတွေကိုရှာဖွေခြင်းပါပဲ။ပြင်းစရာမကောင်းတဲ့နီးနဲ့အရေးအတွက်ကိုတိတိကျကျသိဖို့လိုအပ်ပါတယ်။ ဥပမာပုံစံတကျစူးစီးထားတဲ့အရာတွေကိုရေးထွက်တဲ့အခါတက္ကသိုလ်ဝန်ထမ်းဖြစ်ဘူးလိုင်းဆွဲထားတာကိုငါးအပေါင်းလေးအပေါင်း၃ပေါင်းနဲ့အပေါင်းတဆူပြီးစက်တိုက်ပေါင်းချင်းဖြင့်အလွယ်တကူရေးထွက်နိုင်ပါတယ်မိษွေတို့ရေးဒီတင်းချပညာဟာတွက်ချက်မှုတသက်မဟုတ်ပဲအချက်လက်တွေကိုစနစ်တကျစီစဉ်တဲ့အမှုပညာဖြစ်ကြောင်းအရေးအတွက်တွေကိုနှိုင်းရှင်ဖို့အတွက်ရေးထွက်ခြင်းရဲ့အရေးပါပုံကိုနားလည်သဘောပေါက်ကြမယ်လို့မျှော်လင့်ပါတယ်ခဏန်းတင်းချစနစ်တွေဟာကရိယာတွေသာဖြစ်ပြီး နန်းတွေကိုယ်တိုင်မဟုတ်ဘူးဆိုတာကိုလည်းသတိပြုပါအတူချုပ်ပြောရရင်တခြားရဲ့အလှပနဲ့ပျော်ရွှင်မှုကိုရှာဖွေတွေ့ရှိပြီးလက်တွေ့အသုံးချနိုင်ကြပါစေလို့ဆန္ဒပြုပါရခင်ဗျာ။